ခရိုင်းမီးယားဒေသအပြင်မော်စကိုကသူတို့အပိုင်ဖြစ်တယ်လို့ပြောဆိုထားတဲ့ယူကရိန်းဒေသလေးခုစလုံးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရားဝင်အသိမှတ်ပြုပေးဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကဆန္ဒရှိနေတယ်လို့ရုရှားနေစဉ်သတင်းစာခွန်မဆန်ကဖော်ပြပါဗျာ။ 2014ခုနှစ်ကရုရှားသိမ်းယူခဲ့တဲ့ခရိုင်းမီးယားဒေသနဲ့အတူလူဟန်စ်ဒိုနက်ဇာပိုရီဇဟီယာနဲ့ခါဆွန်ဒေသတို့ကိုရုရှားဒေသတွေအဖြစ်အမေရိကန်ကအသိမှတ်ပြုပေးဖို့တမရပူတင်ကဆန္ဒရှိတယ်လို့မတ်လ18ရက်နေ့ကပူတင်နဲ့တိတက်စီးပွားရေးအခမ်းအနားသို့တက်ရောက်ခဲ့တဲ့အမည်မဖော်လိုတဲ့သတင်းအရင်းမြစ်တွေကိုကိုးကားပြီးခုံမဆက်သတင်းစာကရေးပါတယ်စစ်မြေပြင်မှာရှေ့တိုးပိုခက်ခဲနေတဲ့ရုရှားဟာအဲ့ဒီဒေသလေးခုစလုံးကိုအပြေးအဝထိန်းချုပ်လို့မရသေးပါဘူး။ အဲ့ဒီလိုအတိအမှတ်ပြုပေမဲ့ဆိုရင်ယူကရိန်းစိတ်ကမ်းမြို့အိုဒက်စာနဲ့တခြားယူကရိန်းနယ်မြေတွေကိုရုရှားအပိုင်ဖြစ်ကြောင်းသတ်မှတ်တော့မှာမဟုတ်ဘူးလို့ပူတင်ကပြောကြားခဲ့ကြောင်းခိုမတ်ဆန်ကဖော်ပြပါဗျ။ ဒီသတင်းနဲ့ပတ်သက်လို့ match လ19ရက်နေ့ကမေးမြန်းချိန်မှာကရင်မလင်နန်တော့ပြောရေးဆိုခွင့်ရှိသူ Dimitri Peskov က Trent နဲ့ Putin ကြားမကြသေးခင်ကဖုန်းနဲ့ဆက်သွယ်ဆွေးနွေးရမှာအဲ့ဒီကိစ္စကိုမဆွေးနွေးခဲ့ဘူးလို့ပြောပါတယ်။ဒါပေမဲ့ရုရှားစီးပွားရေးခေါင်းဆောင်အနေနဲ့ match လ18ရက်နေ့ကတကားပိတ်ဆွေးနွေးချိန်မှာ Ukraine စစ်ပွဲအကြောင်း Putin ဆွေးနွေးခဲ့တယ်လို့သူကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ Crimea ဒေသအပြင်ရုရှားသိမ်းယူထားတဲ့ Ukraine ဒေသ၄ခုလုံးကိုရုရှားအပိုင်အဖြစ်အမေရိကန်ကအတိမတ်ပြုရေးဆန္ဒ ရှိကြောင်းအဲ့ဒီတွေးဆမှုအတွင်ပူတင်ပြောခဲ့သလားဆိုတာကိုတော့ပြောခွင့်ရပက်စကော့ကအတိမပြုခဲ့ပါဘူး